ဇွန်လ9ရက်နေ့အရာရာ၌တမာတရိရှိစေတော်ဆင်းရဲဒုက္ခကိုတီးခံလောသာသနာပြုဆရာဆောင်ရွက်ရသော အမှုကိုဆောင်ရွက်လောတိမောသေဩဝါဒစာဒုရိယစာဆောင်အခန်းကြီးလေးအခန်းငယ်9ထူးခြားပြောင်ပြောက်သောပကြီကားတိုင်းတွင်အယောင်နှင့်အရိပ်ပါဝင်သကဲ့သို့ပျော်ရွှင်သောဘဝအသက်တာတိုင်းတွင်လည်းနေပူမိုးရွာအခြေအနေမျိုးမှအလားတရားကိုဖန်တီးထားခြင်းဖြစ်ပါတယ်တပတ်ကန်းခတ်ကျွမ်းကျင်သော ဂီတပညာရှင်များသည်ဝမ်းနည်းခြေကွဲမှုမှတဆင့်တခြင်းကောင်းများဖန်တီးနိုင်သည်ကိုသိရှိကြရပါသည်မျက်စိကွယ်နေသော Fanny Cosby သည်တာမန်မျက်စိကောင်းသောကျွန်တော်တို့ထက်တခင်ယေရှုကိုယုံကြည်သဖြင့်ကျွန်တော်တို့၏ဘဝနှင့်စိတ်နှလုံးရှင်လန်းစေမည်ဓမ္မအတေးများကိုဆက်ဆိုနိုင်ခဲ့ပါသည်အလားတူထောင်သွင်းအကျဉ်းကျခံရသည့်ရှင်ပေါလုနှင့်တီလာတို့သည်ညတကောင်ရ၌ဂျေဇုတော်ချီးမွမ်းသည့်တခြင်းဆိုနိုင်ခဲ့ကြပါသည် အခက်အခဲကြုံရခြင်းနှိမ့်ဆက်အငင်းဆဲခံရခြင်းတွင်၎င်းတို့၏စိတ်ရှည်တည်ခံခြင်းသည်ထောင်ပိုင်း၏စိတ်ကိုတို့ထိပြောင်းလဲစေခဲ့ပါသည်ယနေ့အတွက်ဆုတောင်းခြင်းပဝင်းခြင်းတစ်ခုလုံးမှာမှောင်အတိပိမ့်ပိတ်နေခြင်းမှာဖျားသခင်စီကယူနာတော်အဖြစ်ကျွန်တော်နှလုံးသားမှာတခြင်းတည်ဆိုနိုင်ဖို့တုန်တင်တော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ ။မနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါရယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။